အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီခါတင်ဆက်မှာကတော့ကပောက်မှာမိုးမြွာတာနှစ်တန်းခီကြာနေတဲ့နေရာလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘယ်နေရာလဲဆိုတာသိချင်တော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးစေချင်ပါတယ်။နံပါတ်၁နေရာကတော့အန္တတိကတိုက်ချောတွေ့တဲ့ခြံဝန်းနေပဲဖြစ်ပါနေတယ်။ဒီနေရာတွေကအန္တတိကတိုက်မှာရှိတာဆိုရင်ရေခဲတွေရှိပါဘူး။ကချားနေရာတွေလုံးဝခြားနားပါတယ်။ ဘာလို့ဆိုတော့ကတာဘတ်စဝိုက်ခေါ်တဲ့အေးပြီးတော့လေးလံတဲ့နေရာတွေလေးလံတဲ့လေတွေတိုက်ခိုက်လို့ပါပဲဒီလူတွေကလူထဲမှာဆူထိုင်းမှုနဲ့မိမိမောကအဆိုတက်တွေကို အနှစ်တလာကင်းမြတ်တော့အောင်လွတ်လိုက်ပြီးတော့နှစ်စင်မိုးရချင်းဟာစီးနင်းဖြစ်10မီလီမီတာခန့်နည်းပါတယ်တချို့နေရာရင်ဆိုရင်တော့လုံးဝ3ညနေပါပဲဖြစ်ပါလေတန်းတဲ့ချီတဲ့နှစ်တွေအတွင်းမိုးချိန်တိုင်းတာလို့မရသေးတဲ့နေရာတွေတရှိပြီးတော့ဒါပေမဲ့ လုံးဝကြီးမရှိကြတော့မဟုတ်ပါဘူးရေခဲအိုင်နေလိတ်ဖာဝဲ လိတ်ဖာနာနေမှာရေခဲရဲ့အကြီးပြော်ရာကနေရတဲ့ရေကိုအတုံးပြုတဲ့ဘုံမလွေးတွေရှိသေးပြီးတော့ဒီ၆လေးမှုကြောင့်ရှေးအောင်မြေတီတော်လေးဘူးဝေကဖွစည်းပုံနေထောင်စုံးနှစ်ချီမပြည့်စည်ပဲကြံရစ်နေခဲ့တာပဲဖြစ်ပါတယ်ဒုတိယမြောက်နေရာကတော့အီရန်ရဲ့လွတ်တဲကန္နရာပဲဖြစ်ပါတယ်ဒီတဲကနရာကြီးကတော့အပူဆုံးနေရာယူခဲ့ကတခုပါအီရန်တောင်ဘက်မှာရှိပါတယ် ။ဒါပေမဲ့လူသိပ်ပတိတာကတော့ဘိုးကျန်နားပိုင်းမှာ မိုးရွာဖို့ဤဆန်းမှုလုံးဝမရှိပါဘူး။တချို့နေရာကြီးဆိုရင်တော့မိုးရွာတဲ့မှတ်တမ်းတောင်ပိုင်းနဲ့မရှိပါဘူး။ဒါစားကျိုးတွေကနေရင်ပူချိန်90ဒီဂရီစင်တီဂရိတ်158ဒီဂရီဖောင်ရိုက်ကျော်တာကိုပတ်တမ်းတင်ထားပါတယ်။စာကတော့တောင်နာနေနဲ့မိုးရွာမှု rain shadow နဲ့ပင်လယ်ကစုထိုင်းမှုနဲ့ဝေးကွာသွားလို့ပါ။မြေပြင်မှာမြေတို့ရောင်ကြောက်တုံးနေတဲတောင်ကုန်းကြီးတွေစားလွန်ပြင်းနေတဲ့ ရေးတိုက်လို့ဖြစ်လာတဲ့ကုန်းနာတွေနဲ့ဖြစ်နေပါတယ်။ဒီသိရှိချက်ကတော့ရေးချောင်ဖြစ်တဲ့အနာဂတ်ဖြစ်စဉ်တွေမရှိဘူးဆိုတာကိုသက်တည်ပြနေပါပြီ။အလေဘိုက Grand Town ပယံကိုပြင်းပြင်းဆိုပုံမဝိုက်တော်မနဲ့လုံးဝရှားပါလွန်းလာပါတယ်။ဂျူရီကလည်းအမြဲနေထိုင်ကြတာဟုတ်ပါဘူး။ပြီးနဲ့မတ်ဂျိုရီရဲ့အခြေအနေနှမ်းရှင်လေးလာကြတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တတိယမြောက်နေရာကတော့ ချီနိုင်ငံမှာရှိတဲ့အာတာကာမာတဲကန်နရာပဲဖြစ်ပါလေဒီတဲကန်နရာကတော့ဝီယိုဇွန်ဒေတာတွေကလွှဲရင်ကပောင်းမှာအချောက်တည်ဆုံးပဲဖြစ်ပါလေတချို့နေရာတွေမှာဆိုရင်တော့အိုက်ကာ၊ Escony ၊ Rangi ဒေတာဆိုရင်တော့ညရာချီပြီးတော့မုံညရာပူပူလို့တော့ထင်ရပါလေတူဒေတာတွေကတော့ည900လောက်တော့မုံညရာဝူးတဲ့နေရာတွေလည်းရှိပါလေအကြောင်းရင်းကတော့အန်ဒီတန်တန်းကြီးတွေကအရှိဘက်အမေဇုန်ကနေလာတဲ့ဆိုထိုင်းတဲ့ဒေတာတွေကိုပိတ်ဆို့ထားလို့ဖြစ်ပြီးတော့ အနောက်ဘက်ကပစိဖိတ်တဘူရီယာကဟန်ဘူရေစီချောင်းအေးကြီးကလည်းဒေဗီကိုတင်းနေစေပြီးတော့တိမ်ဖြစ်မလာအောင်လှုပ်လိုက်လို့ပဲဖြစ်ပါတယ်။ဒီတော့မိုးရွာဖို့အခွင့်လန်းနဲတော့တာပါပဲ။နာဆာကမက်ဂျိုဘောကပြည်ဝင်ခြေနဲ့တူလို့စမ်းတရနေရာဖြစ်တော့ပါတယ်။ရှေးသူဒါတွေရဲ့မန်မီအလောင်းတွေဟာဒီ၆ဒေမှုကြောင့်နှစ်ထောင်ပေါင်းများစွာမပေါတိုးပဲ ကျင်းနေကြတာပါ။ကယုန်တဲ့မှာတော့ကာမာချန်နာလို့ခေါ်တဲ့မြူးထူတွေ ချနေတတ်ပါလေဒီမျိုးတွေကိုဖမ်းယူပြီးတော့ရေဖြစ်တုံးတဲ့စနစ်တွေကိုဒေတာကနေကယခုခါတီထွန်အတုံးပြုနေကြပါတယ်ခင်ဗျာနောက်ထပ်စောက်ထားမြောက်နေရာကတော့အာလီဘီယာကျွန်းဆွယ်ရူအခါလီကန်နရာပဲဖြစ်ပါလေဒီတဲကန်ရာကိုတော့ MT quarter လူဒူမနေတဲ့နေမျိုးလိုလဲခေါ်ကြပါလေ sorry အာလီဘီယာအိုမန် UAE ရီမန်နိုင်ငံတွေကျယ်ပြန့်ပြီးတော့ကမ္ဘာပေါ်မှာအဆက်မပြတ်ဆုံး တဲခဏရကြည့်ပါအလဲဖိုးပိုင်းနေနှစ်စင်မွေးကြီး2မီလီမီတာထက်နည်းပါတယ်တချို့နှစ်ရဆိုရင်တော့လုံးဝတုံ့ညပါပဲဒီလိုဖြစ်ရတာဟာသူ့တည်နေရာကအပူပိုင်းမြင့်ဖျားစစ်ကြံအောင်မှာရှိနေတော့ပါဒီလိုနေရာမျိုးမှာဒေလူကဆင်းသက်နေတာကြောင့်တိမ်တွေဖြစ်မလာအောင်မိုးရွာမလာအောင်ဖိထားတဲ့လိုဖြစ်နေပါတယ်ပင်လယ်နဲ့ဝေးကွာတဲ့မိုးရွာအောင်တွန်းပို့ပေးနိုင်တဲ့တောင်ရမ်းကြီးတွေကလည်းအနည်းလားမှမရှိပါဘူးဒီတော့ ။နေအောင်ကြီးပြင်းပြင်းရှင်မှုအလွန်မင်းပြခြင်းအမြဲ6တွင်းနေတဲ့လင်းဦးနေလည်းပဲတဲတောင်ကုန်ကြီးတွေက အမြင့်250မီတာ120ပေကျွဲနေရာတွေရှိနေပါတယ်။သူကြားမှာစားလွန်ပြင်ရှိပြီးတော့ဒီစားလွန်ပြင်ကိုမြောက်ကြီးကြားကနည်းနည်းစိမ့်ထွက်ရာဒါမှမဟုတ်စီးနင်းရေဖြစ်ရာကနေရေနဲ့ငယ်ရတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီရေတွေဟာလည်းမြန်မြန်6တွေသွားပြီးတော့တဆာဖြစ်ကျန်ခဲ့ပါတယ်။ ပိုချက်နားပိုင်းမှာတော့အပင်လုံးဝမပေါက်ပါဘူးအနာကက်နေရာပြင်မှာပဲခြောက်တွင်းမှုကိုခံနိုင်တဲ့ချုံပိုလေးတွေရက်ပင်တွေးတွေရှိပါတယ်လူတွေလည်းအလေပိုဟိုကို လုံးဝမရောက်ဖူးကြပါဘူးရောက်ဖို့လည်းအဲ့ဒီနေရာကအရန်ခတ်တဲ့နေရာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီစီဇန်ရဲ့နောက်ဆုံးနေရာကတော့အမေရိကန်ရဲ့ဒပ်ဗယ်လီနေရာပဲဖြစ်ပါတယ်ဒပ်ဗယ်လီဟာအမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ကမ္ဘာအပူဆုံးနေရာပဲဖြစ်ပါလေ။ဒါပေမဲ့သူထဲမှာတော့အဆိုးနေရာကပတ်ဝါတာဖယ်စင်ဖာနစ်ခွက်ခေါ်တဲ့နှစ်တွေကြည့်ပြီးတော့ဘိုးမရွာပဲနေရပါလေ။ပြင်းမြ၂၀မိုးရီချင်းဟာ50မီလီမီတာနှစ်လက်မလောက်ရှိပေမဲ့1929နှစ်1953ခုနှစ်တွေလိုလုံးဝတုံ့ရဖြစ်တဲ့နှစ်တွေလည်းရှိခဲ့ဦးပါလေ။ဒီလို၆တွေ့ရတဲ့အဓိကအကြောင်းကတော့တောင်တန်းလေးကိုရဲ့မိုးရိပ်လွှမ်းမှုပါ။ဆာရာနာဗာရာအောက်ဂုတ် တနမိ plus morning လေးပေါ့ pacific tonia ကနေအရှေ့ဘက်ကိုလာတဲ့ဆိုဆွတ်တဲ့လေးတွေဟာကောင်းရံတစ်ခုဂျင်းစီကိုတရင်ဘိုးဖြစ်ရွာကြပြီး6တွေသွားကြပါတယ်တပ်ပေလေးတွေရောက်တဲ့အခါဒေရုကလုံးဝ6တွေပြီးတော့ဖြစ်သွားပါပြီဒီ6ဝန်းကပင်လယ်ရေမြင့်တဲ့ပြောက်66မီတာနေရာ82ပေမှာရှိပြီးတော့နေရောင်ကိုပို့ပြီးတော့ဆုပ်ယူပြီးတော့ expo chain တွေကိုပို့ပြီးတော့မြည့်စေပါတယ်ရင်ဝေးပြန်တော့လည်းအရန်မြင်ပြီးတော့မိုးရွာလဲရွာရင် မြကြီးက ဆဲုတ်လိုက်တာဓမ္မမို့မိုးရေတွေဟာပြန်ပြန်သွားအောင်မို့ခနာလွေးပင်ဖြောက်ခွဲသွားပါလေစားလင်းပင်တွေကြောက်တုံးကြောက်ဆောင်တွင်ပင်တွေတဲတောင်ကုန်းတွေနဲ့မြဝကျွန်းပေါ်ကုန်းမြေတွေနဲ့ပြည့်နေပါလေချော်ဖို့ဒီလောက်ပဲပေါက်နိုင်ပြီးတော့ဒီမီယာကိုဓာတ်ပီလို့ခေါ်ပေမဲ့လုံးဝအတက်မရှိရတော့မဟုတ်ပါဘူးဒီဒါရဲ့ပုံမှာကွာတော့တော်ဝါလေးလို့တဲ့တော်ဝါငယ်လေးတွေရှိတယ်ပါလေဝေကလည်းခီရောလုပ်ငန်းနဲ့အမျိုးသားအုပ်ရံစောင့်ရှောက်ရေလုပ်ငန်းတွေမှာပဲအဓိကပါဝင်နေကြပါတယ်အနောက်ကဘာမှအကျမ်းမှာ မွေးချိန်တိုင်းရတဲ့နေရာတွေကအချောက်တေဆိုနေရာထူတွေကထူဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးသီးကြည့်ပြီးတော့အတွက်ကျွန်တော်ရဲ့လူချင်းမင်းတို့ကိုအရင်နဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဒါမှမဟုတ်လည်းကျွန်တော်ရဲ့ဗီဒီယိုကိုမတူတန်းဆက်မျောအပိတ်ကြဖို့တိုက်ပွန်းကျင်းပါတယ်ခင်ဗျာအားလုံးပဲမလာရှိတော့နေ့တွေကိုဖန်ဆိုင်ခင်ဗျာပါခင်ဗျာ